ခုတော့ညီမလေးမွေးပြီးမိသားစု9ယောက်ဖြစ်လာတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ချူချူကပုံမြင်လေးတဖို့ပြောပြသွားပါမယ်။အဲ့ဒီပုံမြင်လေးရဲ့နာမည်ကတော့ဖိုကဲရုမိသားစုဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်။ချူချူနာမည်ကို subscribe လုပ်ပေးပါနော်။ကျေးဇူးတင်ပါရှင်။ဖိုကဲရုမိသားစုဟာမြေကမ်းပါးကရွာလေးတရွာမှာနေကြတယ်။ အစကတော့အဖိုးအဖေအမေနဲ့အဖိုးကဲတို့၄ယောက်ပဲရှိကြတယ်။ခုတော့ညီမလေးမွေးပြီးမိသားစု၅ယောက်ဖြစ်လာတယ်။အဖိုးကအသက်ကြီးဆုံးဖြစ်ပြီးအလုံးကဖိုးဖိုးစကားကိုနားထောင်ကြရတယ်။ညတိုင်းမိသားစုအလုံးဖျားရှိခိုးရတယ်။ခြေလက်ဆေးပြီးမှအိယာဝင်ရတယ်။ဒီနေ့မှမမေက ဖူးကဲရဲ့ညီမလေးကိုခဏကြည့်ထားနော်မမေအဝတ်လျှော်လိုက်အောင်မယ်လို့ပြောပြီးအိမ်နောက်ခေးမှာအဝတ်လျှော်နေတယ်။ဖူးကဲလည်းညီမလေးနဲ့အိမ်ကခွေးပေါက်စားလေးနဲ့ကစားနေတယ်။အဖိုးကတော့ထမင်းစားပြီးတရေအိမ်နေတယ်။အဲ့ဒီအချိန်မှာခွေးပေါက်စားလေးဟာရေမြောင်းနဲ့ပြုတ်ကျသွားတယ်။ဖူးကဲလည်းခွေးပေါက်စားလေးကိုရေမြောင်းထဲကဆယ်ယူဖို့အလုပ်လုပ်သွားတယ်။ ဖိုးကလှုပ်ရှုပ်နေတော့ညီမလေးဟာလေးဘက်သွားပြီးထွက်သွားတာဖိုးကမတိလိုက်ဘူးပေါ့ခွေးပေါက်စာလေးကိုဆယ်ယူပြီးတဲ့အချိန်ညီမလေးကိုကြည့်လိုက်တော့မတွေ့တော့ဘူးဖိုးကလည်းညီမလေးရေညီမလေးရေညီမလေးရေလို့ဩခေါ်တယ်မမေရောက်ပါအောင်ညီမလေးပြောက်သွားမှမတည်ဘူးဟင်းဟင်းဆိုပြီးအောင်းလို့တည်းတဲ့ ဖိုးကဲအောငူတန်ကြောင့်အမေရောအဖိုးရောအိမ်ရှိကိုပြေးထွက်လာကြတယ်။ဖိုးကဲကအเจ้าဆိုရှင်းပြနေတော့ဝုန်းကနေအတန်းကြီးကြလိုက်ရတယ်။ကမ်းမပြူတဲ့ဟေ့ခလေးတွေအနာမကတ်ကြနဲ့လို့ရွာကလူတွေအော်ပြီးကမ်းမဘက်ကိုပြေးတော့ကြတာတွေ့လိုက်ရတယ်။အလုံးလေညီမလေးတို့စိုးရင်ပြီးပြေးလိုက်သွားကြတယ်။ ဒါပေမဲ့ညမလေးကိုတော့မတွေ့ကြဘူးအမေကလည်းငိုဖိုးကက်ကလည်းငိုပေါ့အဲ့ဒီချိန်မှာခွေးမကြီးမီးဖြူကအဖိုးရဲ့ပစိုးကိုအတင်းဆွဲခေါ်တဲ့အလုံးဟာအဖိုးနဲ့အတူမီးဖြူခေါ်တဲ့အိမ်နောက်ဘက်ကိုလိုက်သွားကြတယ်အိမ်နောက်ဘက်ကကောက်ရိုးပေါ်မှာညမလေးဟာခွေးပေါက်စာလေးတွေနဲ့အတူအိမ်နေတာကိုတွေ့လိုက်ကြရတယ်အလုံးလည်းဝမ်းသာပျော်ရှင်သွားကြတယ် အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြပါမယ်နော်။